ရီးမားလိပွဲစဉ်39အာစနယ်နဲ့နျူကာဆယ်မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးကနေကြိုးဆိုပါရစေပရီးမားလိပွဲစဉ်39တနင်္ဂနွေည10:00နာရီမှာရှင်ပြိုင်ကစားမယ်အာစနယ်နဲ့နျူကာဆယ်ရဲ့ပွဲကြို36ကိုလုံးလိုက်အောင်ခင်ဗျဆိုတော့ key points လေးတွေအရင်ဆွဲထုတ်ကြည့်အောင် ကျွန်တော်တို့ကတော့ဒီပွဲတင်အာရီပြိသက်အပြည့်အဝလောက်ရမှာပဲအာစတန်ကိုအပြည့်အဝအားပေးရမှာအာရီနိုင်မှဖြစ်လိမ့်မယ်နော်အာရီနိုင်ရင်တော့ဒါနျူကာဆယ်အနေနဲ့အမှတ်ရော့မှာပေါ့ဗျာချယ်ဆီအသင်းနဲ့ချန်ပီယံလိရှင်ပြိုင်နေရတဲ့အခြေအနေမျိုးမှာနျူကာဆယ်အမှတ်ရော့လीကောင်းလीပေါ့ဒါကတော့ချယ်ဆီပြိသက်တိုင်းအနေနဲ့မျောလင့်ထားတဲ့မျောလင့်ချက်တစ်ခုပေါ့လीသို့တော့ဒါကြီးကပါစနယ်ဗျာကျွန်တော်တို့အာရီကိုနိုင်စီခြင်းနဲ့နျူကာဆယ်ကိုရှုံးစီခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့စိတ်ခံစားချက်တကယ်မြေပြင်လက်တွေ့အခြေအနေမှာ business ရ အပိဖို့တင့်ရလားတေချာစဉ်းစားရလိမ့်မယ်ကျွန်တော်အဲ့ဒါကြောင့်ဘောလုံးပွဲတွေတုံးတတ်တဲ့အခါမှာတာစီနာစီလိုသိမ်းမရှိဘူး United မို့လို့เนาะဒီလိုပြောလိုက်တယ်အာဆင်နယ်မို့လို့အသာပေးလိုက်တယ်မရှိပါဘူးဒီပွဲစဉ်ဆိုရင်ဒါကျွန်တော်အာဆင်နယ်ကိုလုံးဝနိုင်စေချင်တိုးတော့တကယ်လက်တွေ့မှာမလွယ်ဘူးဗျ Newcastle ဒီနောက်ပိုင်းပွဲစဉ်တွေပွဲတစ်ပွဲကိုဂိုးတွေအများကြီးသွင်းဖို့တက်ထိမ်းပြီးကစားလာတယ်သူတို့ရဲ့နေရာတနေရာမဖယ်ပေးချင်တော့ဘူးဗျအခုချိန်မှာမပေးစရာအဆင့်3နေရာရောက်နေအားကြီးပွဲ မရှုံးအောင်ကစားမယ်ထိမ့်ကန်မယ်ပြဿနာမရှိဘူးလေသူတို့အဆင့်၄နေရာရောက်သွားရင်လည်းချန်ပီယံလိကဝင်ခွင့်ရအောင်မှာမရှုံးမလို့တရေတမတ်ရရင်တောင်မှပွဲစဉ်ကနှစ်ပွဲပဲကျန်တော့တဲ့အတွက်ဒီချိန်မှာအဲ့ဒီတရေတမတ်ကြီးအရေးပါတယ်ဆိုတော့တစ်ဖက်ကအာဟီအာရဲ့မီကယ်မီရီနိုမပါဘူးမီရီနိုမပါဝင်ခြင်းကတိုက်စစ်ပိုင်းမှာဘလောက်ထိအင်အားနည်းစေတယ်လဲကျွန်တော်ရှေ့ပွဲတွေအများကြီးမြင်ခဲ့ရတာပဲ trouser ကိုရှေ့တင်ပြီးဆိုမာတင်နယ်လီနဲ့ဘူခါယိုကဝင်းထွက်ဆော့ရင် trouser ကလည်းယုံကြည်လို့မရဘူးဗျ trouser ကိုကျွန်တော်တွေက super set အဖြစ်နဲ့ပဲ ယုံကြည်ထားလို့ရလိမ့်မယ်။နောက်စိတ်တနဲ့ခံယူချက်ပိုင်းမှာ အာစနယ်အနေနဲ့မကောင်းတော့ပရီးမီးယားလိမှာလည်းသူတို့ကအဆင့်နဲ့နဲ့ပဲယာစီသိမ်းမှုကများသွားပြီဗျာဒီပွဲတည်ရကြသွားလဲအစိုးကပြဿနာထွေထူးထူးမရှိဘူးနယူကတ်ဆယ်ကသူတို့ရဲ့နောက်ကအသင်းမဖြစ်မနေနိုင်အောင်ကန်ရမယ်ဆိုတော့အစ်စ်တဲ့နဲ့ခံယူချက်မျိုးမတွေ့တာတော့အမှန်ပဲနောက်နှစ်ဘောလုံးရသည့်အတွက်ပဲသူတို့ကြိုတင်ပြီးတော့ prepare လုပ်ဖို့စိတ်ကူးရှိပါလိမ့်မယ်ဒီပွဲစဉ်ပေါ်မှာဟာ passion နဲ့ဖြစ်ဖြစ်နဲ့ team နဲ့ time နဲ့ new ကတဲ့ငါတို့တွေကကျုံပလိုက်မယ်ဆိုတဲ့ပုံတံမျိုးကျွန်တော်မတွေ့ရဘူးအဲ့ဒါကြောင့်ဒီ keyboards တွေမှာ new ကစဲကတော့ပျော့ပျော့ဆိုပူပြီးတော့အားကောင်းနေနိုင်တယ်တရေပွဲတစ်ပွဲဖြစ်လို့ရ တယ်ဗျာဘာဖြစ်လို့အားဆိုင်ပြီးကန်တော့မလဲနှစ်သင်းလုံးကနျူကတ်ဆယ်ကလည်းအတကုံကြီးတီးထုတ်ဖို့မလိုဘူးလေအာကြီးကလည်းနိုင်ဖို့မှမလိုတာအဲ့တော့တေပွဲလမ်းကြောင်းကိုဥတီနေတဲ့အတွက်ကြောင့် business ရကျွန်တော်တို့ဘယ်အသင်းကိုအားပေးမလဲပဲတစ်ချက်စမ်းစစ်ရပါလိမ့်မယ် okay အဲ့တော့အာရှရဲ့အကြောပြမှုကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်သူတို့ကတေကြတာပြဿနာမရှိဘူးအာကြီးကိုကျွန်တော်ရွေးပေးလိုက်ရင်သွားပြီတေတဝက်ရှုံးဆိုရင်တော့ကျွန်တော်ကအာကြီးရွေးဦးမယ်အခုအာကြီးကတေအပြည့်ပွဲနာနေရင်တော့ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်လက်ရှိလို့တဲ့အကြောပြမှုရတော့ ဟန်ဒီကပ်မှာအာစနယ်အသင်းကိုမရွေးချယ်တင်တာအမှန်ပဲနျူကာဆယ်အားကောင်းပေါင်းတဲ့ပုံစံမျိုးနဲ့တရေပွဲတစ်ပွဲကိုတော့ပုံဖော်ဖန်တီးမယ်လို့တော့ကျွန်တော်ကထင်တယ်ဗျအဲ့တော့ကြောင့်တေကြရဲ့အပြေဝဆုံးရှုံးခွင့်ရှိတဲ့အာယူ ညင်းပယ်ကြပါတယ်ကျွန်တော်တူတယ်ကိုနဲ့လည်းအနေငယ်ပြန်ပြီးတော့ချိန်ပေးခြင်းနဲ့တူတယ်ကိုကလည်း၃လုံးတဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်အရင်မများနိုင်ဘူးအဲ့လိုစည်းစည်းလိုဝမ်းဝမ်းလိုပုံစံမျိုးတွေနဲ့ပြီးသွားဖို့ရှိတယ်အားကြီးနောက်ဆုံးနိုင်သွားမယ်ဆိုရင်တော့မှအဲ့လိုကက်ကက်တက်တက်နဲ့ပဲနိုင်သွားဖို့ရှိတယ်ကျွန်တော်တော့နိုင်ဖို့ဆိုတာထက်အာစနယ်ကလည်းနိုင်စရာမလိုသလိုနျူကက်ဆယ်ကလည်းနိုင်စရာမလိုဘူးအဲ့တော့ရှင်းတယ်တရေပွဲဖြစ်တယ်ဆိုရင်နှစ်သင်းလုံးအတွက်မျှတတဲ့အတွက်ကြောင့် တရီအပြည့်ရှုံးအသင်းကိုတော့ကျွန်တော်ညင်းပယ်ချင်ပါတယ်နျူကက်ဆယ်အသင်းကိုရွေးချယ်ပေးပါတယ်ခင်ဗျကဲကျွန်တော်နောက်ထပ်တစ်ပိုင်းကတော့ဒီနေ့သင်ကြားတဲ့ကိန်းကနေအချက်အလက်လေးဆက်လက်ဆွေးနွေးချင်ပါတယ်နောက်ဆုံး6ချိန်တွေ့ဆုံမှုမှာထူးခြားတာတစ်ခုကတော့တရီပွဲလုံးဝမရှိခဲ့ဘူးအာကြီးက နှစ်ချိန်နိုင်ပြီးတော့ Newcastle က၄ချိန်နိုင်ခဲ့တယ်။ EFL Cup မှာသူတို့ဒီနှစ်နောက်ဆုံးတွေ့ခဲ့ပါတယ်။ Newcastle က2-0နဲ့နိုင်ခဲ့ပါတယ်။ပထမ EFL Cup မှာသူတို့နောက်ဆုံးနှစ်ချိန်ထိတိုက်တွေ့ဆုံခဲ့ပါတယ်။ Newcastle ကပဲ2-0ဆိုတဲ့ရလဒ်နဲ့နှစ်ကြော့လုံးအနိုင်ယူခဲ့တာပါ။အဲ့ဒီနှစ်ကြော့လုံးမှာ Arsenal အသင်းသည် Twin Goal တကူမှပြန်ပြီးတော့မသွင်းနိုင်ခဲ့ပါဘူး။ပြီးခဲ့သော ပထမအကြော်မှာတော့နယူကာဆယ်အိမ်ကွင်းမှာ1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။အဲ့တော့ဒီနှစ်ဘောလုံးရသည်၃ချိန်တွေ့ဆုံမှုမှာ၃ချိန်လုံးအာစတန်သည်နယူကာဆယ်ကို ဂိုးမသွင်းနိုင်ခဲ့တယ်လို့တရင်ပွဲတစ်ပွဲတောင်မကန်နိုင်ခဲ့ပါဘူး။ရှင်းနှစ်တွေမှာတော့အာစတန်က4-1နဲ့နိုင်တဲ့နှစ်တို့2-0နဲ့နိုင်တဲ့နှစ်တို့ရှိပါတယ်။တိုးတော့လက်ရှိကာရန်ပူပူနွဲ့နွဲ့နောက်ဆုံး3ချိန်ထိတ်တိုက်တွေ့ဆုံမှုတနည်းအားဖြင့်အခုနှစ်ဘောလုံးရသည့်3ချိန်ထိတ်တိုက်တွေ့ဆုံမှုမှာတော့နျူကာဆယ်ကပြက်ပြက်သားသားအသာစီရနေတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ နောက်အာကြီးရဲ့နောက်ဆုံး6ပွဲဆက်ရလတ်တပွဲနိုင်2ပွဲတည်3ပွဲရှုံးထားပါတယ်အဲ့ဒါကနောက်ဆုံး6ပွဲဆက်ကိုပြောလိုက်လို့ပါနောက်ဆုံး5ပွဲဆက်ကိုပြောမယ်ဆိုရင်အာဆင်နယ်တင်အဲ့ဒီ5ပွဲဆက်မှာတပွဲမှာနိုင်ပွဲမရထားပါဘူး Palace ကို2-2 PSG ကို1-0နဲ့ရှုံးတယ်ဘုံးမောက်ကို2-1နဲ့ရှုံးတယ် PSG ကို2-1နဲ့အဝေးကွက်မှာတက်ရှုံးတယ်အခုနောက်ဆုံး Liverpool ကို2-2တေကစားထားတယ် အဲ့တော့ကြောင့်အာစတန်သင်သည်လက်ရှိ form အရာအတော်လေးအခြေအနေဆိုးနေတယ်လို့ပြောနိုင်ပါတယ်။တစ်ဖက်ကနယူကက်ဆယ်ကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲမှာ၄ပွဲနိုင်၊ပွဲသေး၊ပွဲပဲရှုံးထားပါတယ်။ရှုံးတဲ့ပွဲကတော့ Aston Villa ကို4-1နဲ့ရှုံးတဲ့ပွဲပါ။နိုင်ခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင် Chelsea, Ipswich Town, Crystal Palace, Manchester United စတဲ့အသင်းတွေကိုနိုင်ခဲ့တာဖြစ်ပါတယ်။ Brighton ကိုတော့ away ကွင်းမှာ1-1တည်ကစားထားတဲ့ပွဲတစ်ပွဲတော့ရှိပါတယ်ခင်ဗျ။အဲ့တော့ကြောင့်နယူကက်ဆယ်ရဲ့လက်ရှိ current form က Arsenal လောက်အခြေအနေမဆိုးဘူးလို့ပဲပြောရမှာပါ။ Okay. င်ကျွန်တော်နောက်ထပ်တစ်ပိုင်းအာစနယ်ရဲ့အိမ်ခွင်6ပွဲစရလက်2ပွဲနိုင်2ပွဲတည်2ပွဲရှုံးတာတယ်နောက်ဆုံး2ပွဲဆက်အိမ်ခွင်ရှုံးပွဲကြုံတွေ့ထားတာဖြစ်ပါတယ်ဘုံမောက်ကို2-1နဲ့ရှုံးပြီး PSG ကို1-0နဲ့ရှုံးထားပါတယ်ဒီတကြောင်နောက်ဆုံးအိမ်ခွင်ကစားအားအခြေအနေတော်တော်ဆိုးပါတယ် နောက်ဆုံး၄ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့သဘောမျိုးပါ Brentford တို့ Palace တို့စတဲ့အသင်းတွေတောင်မှ1-1တို့2-2တို့စတဲ့ result မျိုးတွေပဲရထားတာဖြစ်ပါတယ်အဲ့တော့အာရီယာ Real Madrid ကိုအိမ်ကွင်းမှာ3ဂိုးပြတ်နဲ့နိုင်ပြီးတဲ့နောက်ပိုင်းပွဲစဉ်တွေထောက်လျှောက်အိမ်ကွင်းရလက်စိုးနေတယ်လို့ဆိုနိုင်ပါတယ်တစ်ပတ်က Newcastle ရဲ့ away win result တွေကိုပြောမယ်ဆိုရင်တော့3ပွဲနိုင်2ပွဲသေး2ပွဲရှုံးထားပါတယ်ရှုံးတဲ့ပွဲတွေက Liverpool နဲ့ Aston Villa ကိုရှုံးခဲ့တာဖြစ်ပါတယ်နိုင်တဲ့ဘွဲတွေကတော့ Watson Leicester City စတဲ့အသင်းတွေကိုနိုင်ခဲ့ပါတယ် Brighton နဲ့အဝေးကွင်းမှာဝဝံတည်ကြခဲ့ပါတယ်အဲ့တို့ကြောင့် Newcastle ရဲ့အဝေးကွင်းဆွမ်းဆောင်ရရလဲ မစိုးဘူးလို့ဆိုနိုင်ပါတယ်ခင်ဗျကဲကျွန်တော်နောက်ဆုံးပိုင်းဘီယိုပိုင်းချင်းကတ်မှုအနေငယ်လောက်ရအောင် Newcastle အသင်းကတော့အကုံတက်အကုံဆင်းနဲ့ aggressive ဖြစ်ဖြစ်ကစားတဲ့ playing style ကိုတုံးပေမဲ့ Chelsea နဲ့ပွဲမှာကျွန်တော်အဲ့လိုမမြင်ရအောင်သူတို့တကိုးရသွားပြီးတဲ့အချိန်မှာဒါလည်းအရှင်ပြိတ္တအားရှိတာလည်းပါမှာပေါ့နော်သူတို့ထိန်းကန်ဖို့အတွက်ပို့ပြီးအာတီတာရှိတယ် Chelsea ရဲ့တယောက်ထုတ်ခံရအောင်ဗျာဒါလုံးဝထိန်းကန်ပလိုက်တယ် short တာတော့မဟုတ်ဘူးသူတို့ဒီလိုမျိုးပဲထိန်းကန်ခဲ့လိုက်သူတို့တိုက်စစ်ဆင်မယ် counter attack တွေပြန်ပြီးမယ်ဆိုရင်ဂိုးပြန်ပေးရနိုင်မှန်းသိတဲ့အတွက်ကြောင့်သူတို့ထိန်းကန်လိုက်တယ်သူတို့မှာ Tinkham လို့ရဖို့အတွက်ကစားသမားတွေလည်းရှိတယ်။ဥပမာ Dan Ban လို့ player မျိုး Steve Boatman တို့လို့ player မျိုးတွေကအရက်ရှိသေးတယ်။အခု RE ကိုရဖို့အတွက်အားကိုးလေးရှိတယ်။ Sub piece တွေအတွက်အဖြေရှိပြီးသား။ဒန်မန်တဲ့အရင်မြင့်တဲ့ကစားသမားဆိုတာပရီးမီးယားလိမှာမရှိဘူးလားမသိဘူးဗျာဒါကျွန်တော်အလွတ်ပြောလို့နော်ရှိရင်လည်းတယောက်နှစ်ယောက်ပေါ့ဗျာရှားပါတယ်အာဆင်နယ်သင်းတစ်သင်းလုံးဘယ်တော့ပဲအရေးရှိရှိဒန်ဘန်လောက်တော့အရင်မြင့်မဲ့ကစားသမားမပါဘူးအဲဒါကြောင့် area jewelry မှာလည်းအာဆင်နယ်သင်းဂိုးရဖို့အတွက်အားကိုးဖို့ ိတ်မလွယ်ပါဘူးအဲ့တော့တပေါက်ပဲ counter attack အခုနောက်ပိုင်းမော်ဒမွန်လော့ကခဲ့ကအသင်းငယ်ငယ်အကြီးကြီးနောက်ဆုံး Pep Guardiola လိုမျိုးအကောင်းဆုံးတိုက်စစ်ဒီအကောင်းဆုံးခံစစ်ဆိုတဲ့နီးပြတော်မှာ counter attack တွေသုံးလာတယ်အဲ့တော့ counter attack ကိုဘယ်လိုပုံသဏ္ဍာန်မျိုးသုံးမလဲပဲကြည့်ရမယ်တော်တော် counter attack သုံးတယ်ဆိုတာတစ်ဖက်အသင်းက attack လုပ်နေမှာရလေ attack ဆိုတာ ခြေထောက်ထဲမှာရှိနေပြီးဘစ်တက်တည်နေဖို့အတွက်စနေပြီဆိုကြတဲ့ကဒါသည် attack ထဲမှာပါတယ်ဘစ်တက်ကိုအလကားမတည်ဘူးပြဘစ်တက်တည်ပြီးဘာလို့မလို့လဲကျွန်တော် attack လုပ်ဖို့တည်တာအဲ့တော့ arsenal ကိုဘောလုံးပိတ်ကင်ထားတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်အပြီးမှာကိုဘောလုံးရမှသာလင်းအလုံးရင်းနဲ့ newcastle ကတိုက်စစ်ဆင်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ် arsenal အနေနဲ့ newcastle အသင်းကိုဘောလုံးကင်ပြီးတော့ကစားနိုင်တယ် wide wide ပြီးတော့ဘောလုံးတွေပေးနေမယ်ဆိုရင်ဂိုးသွင်းဖို့တော့ခက်ခဲနေပါလိမ့်မယ်နှစ်သိမ်းပေါင်းသွင်းကိုနဲတော့နဲသွားနိုင်ပါတယ်ကျွန်တော်ကတော့တည်ကြဖို့များတဲ့ပွဲစဉ်တစ်ပွဲလို့ထင်တယ် newcastle အသင်းကိုပဲရွေးချယ်ပေးကြပါတယ်ခင်ဗျာ